ညာဒေတာမှာစစ်အာဏာရှင်စင်တွေကို အထီးကျောင်းလုံနိုင်နေတာဟာကျွန်တော်တို့အားလုံးရဲ့တကယ်ကိုလက်တွဲညီညီတိုက်ပွဲဝင်ခဲ့ကြတဲ့လူမျိုးရေးစိတ်ကြဖြစ်ပါဒီနေ့ညာဒေတာတော်လန်ရေးကအိမ်ဘဝဆင်းပြီးအိမ်အောက်ကလည်းတော်လန်နေတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒီနေ့ညာဒေတာရဲ့တော်လန်မှုပုံစံဒီပြောင်းလဲသွားပြီလို့ ကျွန်တော်အတီလင်းကျွန်တော်ယုံကြည်တယ်အတီလင်းလဲပြောလို့တယ်ဒီနေ့ຫນွေဦးဒေါ်လာရေးဟာတောင်တန်းမြေပြတ်ဆရာနာရှင်စနစ်ကိုရရလက်နဲ့ဆွဲကင်တိုက်ပွဲဝင်ရတယ်လို့ပုံစံမျိုးစုံနဲ့မစုံမနစ်တိုက်ပွဲဝင်တော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ဟာအောင်ဝဲကိုလက်မဲ့ဒီလမ်းညွှန်မှုလို့လဲကျွန်တော်မြင်တယ်ဒီနေ့ 村里嘞，村里的嘛，今个路单飞，今个路地大，地地大也，村里土家去地干了。今个的瑞嘛，多难路在西嘞，今个路地多难远嘛，路而且地孤，哥哥还偏心你家的，是吧？谁看我为表么啦？结果为表么啦？人来狗为表么啦？今个瑞哈，爷爷下坡出上坡了嘛？ 明明过来到兰姨值班的，偏看玉病；到兰姨家的，欧叔值班。只要那些生的过找兰姨的娘嘛，这情啊，当然啦，哪能给找兰姨会死的耶？成都人呢，格外别贪官，配着低低档肉、低烧元素的，再贵的个咱哪能给找兰姨的吧？ ပူဇော်ပြီးပြီးတော့မှတိုက်ပွဲဝင်ခဲ့ကြရတာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့အချိန်ဒီမှာတော့ AOR ချင်းတွင်းမြေပြားဒေတာကြီးမှာရှိတဲ့အညာဒေတာသားတွေကိုယ်တိုင်ကလက်နက်ကင်တော်လန်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်။ဒဇက်ထဲမှာပဲဆရာနာရှင်စန့်ကျင်ရေးတာမကဘူး။ဒီမိုကရေစီရေးတင်တာမကဘူး။ဟန်တူရင်းနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဟာမလွဲမဲ့သူတွဲပြီးရယူရမယ်ဆိုတဲ့နိုင်ငံရေးအသိစိတ်ကအင်မတန်မှအရေးကြီးတဲ့ကျွန်တော်တို့ကြားထဲက အဲချီလုံးညီညီမှုပဲဖြစ်ဖြစ်ယုံကြည်မှုပဲဖြစ်ဖြစ်အခိုင်အမာတည်ဆောက်နိုင်တဲ့အချက်ကြီးတစ်ခုလို့ကျွန်တော်ယူဆတယ်မေဟူတော်လိုင်းရေးဟာအဓိကအောင်မြင်မှုအချက်ရဲ့အဓိကဟာအဲ့ဒီအချက်လို့ကျွန်တော်ထင်တယ်အဲ့ဒီအချက်လို့လည်းကျွန်တော်မြင်တယ်ဒါကြောင့်မို့ဒီနေ့မေဟူတော်လိုင်းရေးဟာကျွန်တော်တို့နှစ်ပေါင်း80ကျော်ကျွန်တော်တို့ကြိုးပမ်းခဲ့ကြတဲ့ဖယ်ရွယ်ရေးအတွက်ဖြစ်စေကျွန်တော်တို့ချစ်လေလုံးဒီမိုကရေစီရေးတော်ပုံကြီးကပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးအတွက်ဟလာမျှော်မှန်းချက်ဒီအတွက်ဖြစ်စေအားလုံးလိုလားတဲ့ဆရာနာရှင်စန့်ကျင်တော်လှန်ရေးအတွက်ဖြစ်စေပေါင်းစည်းမှုကြီးတစ်ခုကိုတော့ကျွန်တော်တို့ရယူလိုက်ပြီးရယူနိုင်ပြီလို့ကျွန်တော်လေးနဲ့ခိုင်ယူပါတယ်ညာဒီသားရဲ့ဒီနေ့ဒေဟုတော်လာကြီးဟာပါဝင်မှုဟာ လက်ရှိတိုင်းရင်းသားဒေါ်လာရေးတွေနဲ့လဲဆက်ဆက်ပေါက်ဖွားခဲ့ပြီလို့ပြောရမှာဖြစ်ပါတယ်။ဒီနေ့အောင်မြင်နေတဲ့တိုင်းရင်းသားဒေသတွေမှာရှိတဲ့တိုက်ပွဲတွေထဲမှာအများဒေသကပိတ်ဆက်ပေါင်းဆက်မှုတွေကလည်းမနှဲမနှောပါပဲ။ဒီနေ့အများဒေသရွာတိုင်းရွာဝင်မြို့ဝင်တိုင်းမှာတွေ့နေရတဲ့အုတ်ဂူနီနီလေးတွေအာသာနီသူရဲကောင်းတွေတွင်ဥမတ်တိုင်နေဆိုတာဟာကျွန်တော်တို့အားလုံးရဲ့ အရင်းနှီးတွေဖြစ်ပါတယ်။ဒီအရင်းနှီးတွေဟာအညာဒေတာမှာတိုက်ပွဲဝင်ရုပ်ဝင်ခဲ့လို့ကြာဆုံးတဲ့ရဲဘော်တွေအပြင်တိုင်းရင်းသားဒေတာတွေမှာပိဆက်ဆုံးလို့ရင်းနဲ့အတွေ့အကြုံတွေယူအကူအညီတွေယူရင်းနဲ့ဆရာနာရှင်စနစ်ကိုဒုမတောက်တန်းတိုက်ပွဲဝင်ခဲ့ကြတဲ့အညာသားတွေဖြစ်ပါကျောင်းသားတက်မတော်အနေနဲ့ 那套那些阿哈，就那如单臂一对，只要那些三金也六项目嘛，超贵的都哭过，百南的半票价都哭过，要么，全哭落来就那如一年，二二里样嘞都，只要那些三金当然也嘛，就那如那如抵达市民阿哈，毗邻市民阿毗邻那一路，一年，哎呦毗邻市民那路表演湖南表演。 အေယော်ရီချင်းတွင်းမြေပြန့်ဒေတာကြီးဟာဆရာနာရှင်စနစ်နဲ့ပြည်သူလူထုနဲ့တကယ်ကိုရေထဲမိုးတဲ့ကျွန်တော်တို့အဆုတ်ပြတ်ပြိမဲ့တိုက်ပွဲတွေလည်းပေါ်ပေါက်လာနိုင်ပါတယ်။ဒါကြောင့်မို့အညာဒေတာမှာရှိနေတဲ့ဒီမိုကရေစီအင်အားစုတွေဒီအန္တရာကာကိုရေးတပ်ဖွဲ့ဝင်တွေနဲ့မကာဒါတာကြောင်းသားတပ်မတော်ဟာရင်းရင်းနှီးနှီးလက်တွဲပြီးတိုက်ပွဲဝင်မှာဖြစ်တယ်လို့ကျွန်တော်တို့နားလေခဲ့တဲ့နိုင်ငံရေးအသိတွေ ကျွန်တော်တို့နားလည်ခဲ့တဲ့လူမှုစီးရုံးရဲ့အသည့်တွေကျွန်တော်တို့နားလည်ခဲ့တဲ့စီရင်အသည့်ဒီကို ပေါင်းဆက်ဖဲလဲမယ်ကျွန်တော်တို့မျှဝေမယ်ကျွန်တော်တို့တိုင်နိုင်စလုံးကျွန်တော်တို့အားလုံးကြားမှာ ထိမ့်ညိပြီးတော့မှအားလုံးစီစီလုံးလုံးနဲ့တိုက်ပွဲဝင်နိုင်ဖို့အတွက်ကြိုးပမ်းသွားမယ်လို့ဒီနေရာကနေပြီးတော့မှပြောလိုပါတယ် ီနေ့နေဦးတော်လန်ကြီးဟာအဖွဲ့အစည်းတစ်ခုအစုအစည်းတစ်ခုကျေးရွာတစ်ခုမြို့ရွာတစ်ခုကနေပေါက်ဖွားခဲ့တာဟုတ်ပါဘူးစစ်အာဏာရှင်စနစ်ကိုခြုံနှိမ့်ရမယ်ဒီမိုကရေစီလိုချင်တယ်ကျွန်တော်တို့အားလုံးဟာလူဖွဲ့စည်းဂုံတိတ်ခါရှိရှိကျွန်တော်တို့နေထိုင်ခြင်းနဲ့အညာဒေတာအညာသားတွေဖြစ်ပါတယ်ဒီလိုအခြေခံအောက်မှာကျွန်တော်တို့တွေဟာ ဆရာနာရှင်စနစ်ကိုရရာပုံကန်တော်လှန်ခဲ့ရတဲ့အတွက်ပုံစံမျိုးစုံနဲ့စုဖွဲ့တော်လှန်ခဲ့ကြတာဖြစ်ပါတယ်စနစ်ပညာမှာကျွန်တော်တို့တွေအားနေခဲ့တာမှန်ပြီလေဒီအစုစည်းတွေဟာနေရာတိုင်းမှာပေါ်ပေါက်လာတော့ဒီစုစည်းတွေတရားထဲမှာညှိနှိုင်းမှုတွေပေါင်းဆက်မှုတွေဆက်ဆက်မှုတွေကတော့လိုအပ်နေစေဖြစ်ပါတယ်ဒါစက်ထဲမှာပဲဒီစုစည်းပေါင်းဆက်မှုတွေအတွက်လုံလောက်တဲ့ဥဆောင်မှုတွေ စုပေါင်းကောင်းဆောင်မှုတွေလည်းလိုအပ်နေစေဖြစ်ပါတယ်။သို့တော်လည်းပဲ၃နှစ်ကျော်၄နှစ်တွင်ဝင်လာပြီးဖြစ်တဲ့ຫນွေဥတော်လာရေးမှာတစုတစ်ဖွဲ့တဲ့တဘိုးတမင်းလုံးလုံးမရဘူးဆိုတာအားလုံးနားလည်လက်ခံတဖြည်းဖြည်းနဲ့လက်ခံလာကြပြီလို့ကျွန်တော်ယူဆတယ်။ UNG မြို့သားညီညွတ်ရေးအစိုးရဆိုတာဒီနေ့ຫນွေဥတော်လာရေးမှာပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်။အဓိကအခန်းကဏ္ဍကနေဆရာနာရှင်စနစ်ကို ဒေါ်လာနေတဲ့အစုစည်းကြီးတစ်ခုဖြစ်တယ်။ဒီတော့အယူကြီးမှာတာဝန်ကြီးမှပါလေ။နိုင်ငံရေးအဖြစ်၊စီးရေးအဖြစ်ပြည်သူလူထုအတွက်စီမံခန့်ခွဲမှုတွေပြည်သူလူထုအတွက်အကျိုးပြုတဲ့လုပ်ငန်းတွေဒါတွေအားလုံးအပေါ်မှာလူထုကာကွယ်ရေးနဲ့အတူကျွန်တော်တို့အယူကြီးအစိုးရကကြီးလေးတဲ့တာဝန်ကိုထမ်းဆောင်နေကြရတာဖြစ်တယ်။ဒီတော့အယူကြီးအစိုးရက 地龙在地大吼，七匹乌在山里走，皮鞋踩下，这尼阿布雷马都表演着那卡拉，走路呀马蹄子，奥迪、索亚哈，这台这台皮龙，这尼阿边表演，这条路在地大基地嘛，是的，那边的大地嘛，是的，这条路，一二十二楼，一路路路啊跑嘛，山穷水尽啊比龙嘛，路路外面破石子都过不得路，滴滴大马摇篮没出现。 အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင်ပြည်သူလူထုအကျိုးပြုလုပ်ငန်းတွေကိုလည်းလက်တွေ့ကြကြလုပ်နိုင်ရမှာ ဖြစ်တယ်လက်တွေ့ကြကြအခြားသောကျွန်တော်တို့ဒေသန္တရအဖွဲ့အစည်းနဲ့အတူဆက်ဆက်ညီနိုင်ပူးပေါင်းပြီးတဲ့ခါကြတော့မှအထောက်အကူလည်းပြုလိုက်ရမယ်လက်တွေ့လည်းလက်တွဲအလုပ်လုပ်နိုင်တဲ့အစီအမံတွေရှိဖို့လိုတယ်လို့ကျွန်တော်ယူဆပါတယ်တနည်းအားဖြင့်ပြောရရင် မျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့အားနဲ့အညီ အားလုံးကိုစူးစီးညီညွတ် နိုင်တဲ့နိုင်ငံရေးအမြင်တွေလေးနောက်တစ်ခုကတော့နိုင်ငံရေးအတွေးခေါ်တွေနိုင်ငံရေးစီယုံမှုတွေကိုလည်းပြပြဝါဝနဲ့လုပ်မယ်ဆိုရင်တော့ကျွန်တော်မြင်တာကတော့မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဒါတွေဟာလုံသိလုံထိုက်တဲ့အလုပ်တစ်ခုလို့ပဲကျွန်တော်မြင်ပါတယ် တိုးတိုးနဲ့ရှင်းရှင်းပြောရရင်ဒီနေ့စစ်ကောင်စီလုံးမဲ့ရွက်ောက်ပွဲဖြစ်စေစစ်ကောင်စီလုံးမဲ့တွေးဆုံဆွေးနွေးရဲဖြစ်စေဒီနှစ်ခုစလုံးဟာကျွန်တော်လိုချင်တဲ့ဒီမိုကရက်တစ်ဖဲရယ်ပြည်တော်စုကိုတည်ဆောက်နိုင်တဲ့ဒီမန်းချက်တွေကိုရောက်မဲ့ရက်လက်တွေကိုဖော်ဆောင်နိုင်မှာမဟုတ်ဘူးအဒီရွက်ောက်ပွဲရောဒီတွေးဆုံဆွေးနွေးပွဲဆိုတာကခုကျွန်တော်တို့ 表嘞，俺老李的那套是牌子锅贴个，屋里熬锅呗，变多没看见的，看见的酷毙的，大酱布，这个呢是进了里嘞老李家的塑料袋，生的好的酷酷变多布，生的歹的酷酷退烧布，晓得？这个最高贵的那套是牌子锅贴个，屋里熬嘛，老嘛，为什么说呢？会啥苏打干嘞？ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလုပ်မယ်ဆိုတာဟာကျွန်တော်တို့အတွက်ဘာမှမျှော်လင့်စရာမရှိဘူးဒီငကူစလုံးကိုကျွန်တော်တို့မကတတအကြောင်းသားတက်မတော်အနေနဲ့ဝိုင်းဝန်းစန့်ကျင်ကြဖို့တိုက်တွန်းတယ်တနည်းအားဖြင့်တော့ရင်ဒီနေ့တိုက်ပွဲဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရောက်အောင်ပြန်သွားမယ်ရုပ်ောက်ပွဲဖြစ်စေ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကပေါ်ပေါက်လာခဲ့တဲ့ NCA အပါအဝင်တွဲဆုံဆွေးနွေးမှုကိုဖြစ်စေကျွန်တော်တို့တွေအနေနဲ့နောက်ပြန်လှည့်ဖို့ဆိုတာကတော့မရှိတော့ဘူးလို့ယူဆပါတယ်ဒီယူဆချက်ကလည်းကျွန်တော်တို့ဖွဲ့စည်းတဲ့အတူဒီနေ့တိုင်းရင်းသားဖွဲ့စည်းတွေဒီနေ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးကြားထဲမှာဒီအမြင်ကိုရှင်းရှင်းလင်းလင်းသဘောပေါက်နားလည်နေပြီလို့ယူဆပါတယ်ဒါကြောင့်မို့ဒီနေ့အလုပ်ဟာဒီနှစ်ခုစလုံးကိုဆန့်ကျင်မယ်ဒီနေ့အလုပ်က စစ်အာဏာရှင်စနစ်ကိုမြန်မာနိုင်ငံရေးကနေပြီးတော့မှဖယ်ရှားရေးအလို့ဟာဒီနေ့ကျွန်တော်တို့အားလုံးရဲ့တာဝန်လို့ယူဆပါတယ်နိုင်ငံရေးပြဿနာကိုကျွန်တော်တို့နိုင်ငံရေးအင်အားစုတွေအားလုံးကဝိုင်းဝန်းဖြေရှင်းရမယ်ဆိုတာသိကြတယ်ဒါပေမဲ့နိုင်ငံရေးပြဿနာကိုစစ်တပ်ကဥဆောင်ပြီးဖြေရှင်းမဲ့အခင်းချင်းကတော့မမာပြီးတမိုင်းမှာရက်တန့်သိနေပြီလို့ကျွန်တော်ယူဆပါတယ်